AVA 1940အခန်း22အမောင်ရံတွင်ဇီးကွက်တကောင်ကတကိကိအော်မိသွားသည်ဒီညဒီမှာပဲအိတ်လိုက်ပါလားလွိစာရေချိုးကြီးပြန်တက်လာတော့လွိစာကိုလောင်းရှည်မင်းသမီးကြီးကပြောလိုက်ဤကျမအဝတ်စားတွေပြန်ပေးပါအဲ့ဒီဝယ်စားတွေကမင်းထောင်ထဲမှာဝယ်လာတာစုပ်ပြက်နေပြီလေကွအစ်စ်ပေးပါမယ်။ကျမဝယ်စားတွေပဲကျမပြန်ဝယ်ပါမယ်။လောင်းရှင်မင်းသမီးကြီးကဖွာလက်စဈေးဘောလေးကို ခရုကုံပြောက်ကတဲ့သူထိုးချေလိုက်သည်ထို့နောက်လွေစား၏အနားသို့ထလာ၏လွေစားကလောင်းရှင်မင်းသမီးကြီးကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်သည်ထို့နောက်မယ်ပြုံပြုံးလိုက်၏မနှက်ပြငတုံနဲ့ချင်းမြထောင်ကထုတ်ပေးမှာပါသူတို့အရင်လိုပဲကိုသိန်းသခင်တက်မှာပြန်ပြီးအမှုထမ်းလိုက်မယ်တပတ်ကကြာရင်မင်းနွမ်းနွေးကိုဝင်ရမယ်အဲ့ဒီကြရင်တော့မင်းထောင်ထဲမှာဝိတ်ခဲ့တဲ့အစုပ်ပြက်တွေကိုမဝိတ်ခဲ့ပါနဲ့။ကြော့ဒီမှာမင်းသိမ်းခိုင်းထားတဲ့ပစ္စည်းတွေ ထောင်ကြစဉ်လူ í စား၏အိမ်မှာလောင်းရှင်မင်းသမီးကြီးတင်ထားသောရွှေငွေနှင့်လက်ဝတ်ရတနာများကိုယွန်းမှုလေးဖြင့်ပေးလိုက်သည်လူ í စားကယွန်းမှုလေးကိုယူကာလှေကားပေါ်မှဆင်းလိုက်၏ခဏနေဦးဒီချိန်မင်းတယောက်လည်းမပြန်ပါနဲ့ငါလည်းနဲ့လိုက်ဖို့ခိုင်းလိုက်မယ်ဟဲ့မီဩငါတက်ကိုနိုးခွဲလှဲပြင်ပြီးသူ့ကိုလိုက်ဖို့ဟုသို့တော့လူ í စားမရှိတော့ပါလူ í စားကထွက်ခွာသွားပြီဖြစ်သည်တိတ်ဆိတ်လမ်းမပေါ်မှာသူ့မတကူတယ် အင်းဝမျိုးကြီးသည်အမောင်တူးတဲ့ကြီးကိုမမတ်တက်တက်ထွေးပွေထား၏ဟိုးဝေနန်းတွင်မှမှန်ငင်းများသည်ပင် ထိုးမောင်ကိုများတဲ့လင်းလက်ချင်းကမစွမ်းသာကဲဒွိစာကအင်းဝလမ်းပေါ်သို့နာကျင်ရွှန်ရှားစွာဖြင့်ဒရွေးတစ်ချက်ထွေးလိုက်တော်သည် ပေါ်တူဂီမျိုးသမီး၏ရိုးရာဝတ်စုံဂါဝင်ဖြူကြီးကမြေပေါ်တွင် ပုံကျနေသည်စီးသာ၏နီညိုသွေးအောင်ကလွိစာ၏မျက်နှာကိုခက်ရှာရှာကြလာသည်ဟေးတရား သူ့မျက်နှာမှာထီးမိုးပေးကြကွယ်အပြိုတော်တယောက်ကထီးနီတစ်လက်ဖြင့်နေအောင်ကိုကာဝယ်ပေးလိုက်၏လွီဇာသည် မဟာဓမ္မရာဇာဓိပတိ၏ယာယီနန်းတွင်ဗမှုတယုတ်ပြလာထိုင်ပေးနေရသည်မှာ၃ရက်ပင်ရှိခဲ့ပြီဖြစ်သည်မဟာဓမ္မရာဇာဓိပတိနူးညံ့သောလက်ပွားများဖြင့်သူနှင့်ဆောက်ကိုကင်လွန်းသည်ဖြင့်သွေးချေဥနေပေပြီ။ယနေ့သည်ဗပုယုတ်၏အဆုံးသတ်မဟာဓမ္မရာဇာဓိပတိသည်ပြီးစီးသွားပြီဖြစ်သောဗပုယုတ်ကိုတစိမ့်စိမ့်ကြည့်နေသည်။လူစားက ညောင်းလုံးတစ်ပြေခန္ဓာကိုယ်အနေထားပြင်လိုက်၏ဥယျာဉ်တော်ကတပြေးပြေးမှောင်လာခဲ့ပြီမိဖုရားကြီးအဆောင်ထံမှစောင်းနေညင်းတန်တဲတဲထွက်လာ၏လေနူအေးတစ်ချပ်ဖြတ်ခနဲအတိုက်တွင်မဟာဓမ္မရာဇာဓိပတိသည်လူကြစီတို့လှမ်းကြည့်လိုက်၏ကိုရောလက်ရောက်ကိုတစ်ချက်ကြည့်စမ်းအမိငယ်မဲမင်းနဲ့တူရဲ့လားလို့ဘီဇာကရှင်ပြန်လေးနဲ့ဘဘူးယုတ်တို့ရှိရာတို့ရှောက်သွားသည် ရှင်ပြန်လေးသည်အမှုပညာတွင်တစ်ဖက်ကန်းကကျွမ်းကျင်သူဖြစ်ကြောင်းလူစာတိလိုက်ရသည် ဗီဇာကသူဤပုံလူဗဘူးရုပ်ကိုဒူးတုတ်လျက်စိုက်ကြည့်နေ၏ဘဲနဲ့လေလက်ရမြောက်ရဲ့လားဟိမှန်ပါလက်ရမြောက်เจ้าမှာဖုံးတော်ကြီးဖျားဟေးအပြို့တော်ရေမိဖျားကြီးကိုခေါ်ခဲ့နင်းတို့များလည်းလာခဲ့ကြဒီမဲ့ကိုရော့လက်ရကိုလာရှူစားကြစမ်းမဲမင်းကဗဘူးရုပ်ပေးမှာအဲ့ဒီအတိုင်းပြန်ထိုင်လိုက်သူတို့ကိုပြရမယ်လူဇာမှာပုံလူဗဘူးရုပ်ပေးတွင်ထိုင်ဟန်အတိုင်းပြန်ထိုင်လိုက်ရပြန်သည် ိဗေကောင်ကြီးမဟာဇန္တာအဓိပတိဒေဝီနှင့်အပြိုတော်တတိုက်ကဘရင်၏နောက်ဘက်တွင်ဝိုင်းနေကြ၏ခေါင်းကောင်ကြီးကြည်စမ်းပါကွယ်မောင်ပြားလည်းရမတူလားမလှလားကွယ်နတ်စရာတွေလာပြီးဖန်ဆင်းသားသလိုပါပဲမောင်ဖျားဟဲ့အပြိုတော်တွေတူရဲ့လားဟဲ့လှရဲ့လားဖြေကြစမ်းရှင်ပြည့်လည်းရကမူလဘင်းကြီးမငယ်ထက်တော်ပိုသက်ဝင်နေပါသေးတယ်ဖျားလှပြီလှပြီ ပြူတော်များကဝိုင်းဝန်းអော်ကြသည်ဘရင်ကသဘောကျတာဖြင့်ပြုံးပြော်နေ၏လူ이사ကတက်ရှိရုပ်ထုဘဝဖြင့်ထိုင်နေရစေကဲခေါင်းကောဘရင်ကြီးမငယ်လည်းပင်ပန်းလာပြီသူ့ကမြမလုံးမချက်ထိုင်နေရတာသူ့ကိုစူတော်ရီချပြီးပြန်လွတ်လိုက်ပါတော့မောင်မရလည်းအနားယူရတော့မယ်ဘရန်ဒီနဲ့ပွဲတော်အသင့်ပြင်သားပြီရောမဟာဓမ္မရာဇာဓိပတိသည်သူမကိုအမှုပညာဖန်တီးစရာတစ်ခုဖြစ်တာသဘောထားခဲ့သည် ထိုအခါမှလွေသာသည်စိတ်ကိုရှော့ချလိုက်တော့သည်တစ်ချိန်လုံးခမောင်းကိုကြုတ်စိတ်ပူနေခဲ့တာလွေသာအိမ်ထဲသို့လှမ်းဝင်လိုက်ခြင်းပင်အမောင်ထဲမှအတန်တကူကြားလိုက်ရသည်အိမ်ပေါ်တက်မှလွေသာ၏အစီအကံတချို့ထွန်းလာတော့ကញင်းစီမီးရောင်အောက်တွင်ရောင်နှုံးကိုကိုများကိုမြင်ရကြတဲ့အခါလွေသာရင်တွေတဒိန်ဒိန်ခုန်ခဲ့ပြီးသားဖြစ်၏သို့တော့လွေသာ၏မျက်နှာကခက်တင်းနေကျမအဆင်ပြေပါတယ်မောင်ကြီးငတုံကလွေသာ၏ရှစ်တဲ့တဲ့တွင်မတ်တက်လာရသည် အကျဉ်တော်တွင်နေရသည့်ဒဏ်များကြောင့်မျက်နှာမှာအနှဲငယ်ခြောင်ကျနေ၏ရှင်ဘယ်နေကထွက်လာတာလဲလေးရရှိပြီလီစာခမ ्या ကိုနန်းတွင်နဲ့ခေါ်သွားတယ်လို့လောင်းရှိမင်းသမီးကြီးကပြောတယ်ကျုပ်နေတိုင်းခမ ्या ကြီးမှာလာဆောင်နေခဲ့တာကျမကအိမ်ပြန်ရောက်ပြီပဲရှင်ပြန်ပါတော့ဟာဗျာအခုမှကျွန်တော်တို့တွေ့ရတာလေစကားလေးပါလေအဲ့တော့ခံပါအောင်လားကျမပင်ပန်းလာတယ်နားမဖြစ်မဲလူစားရဲ့ကျုပ် ကျုပ်ခမားကိုပြောစရာတွေအများကြီးရှိပါတယ်ဒါရီပြောလို့ဘူးဂရီဇာကငတွန့်ကိုတွန်းပယ်ကအိမ်ဝိုင်းထဲသို့ဝင်လိုက်သည်ကျမတို့ကြားမှာဘာမှပြောစရာမရှိဘူးထင်တယ်မောင်ကြီးမကြခင်ကျမလည်းဟန်တော်ရီကိုအပြီးသွားရတော့မှာဂရီဇာကကြောကိုင်းလျက်မှပြောလိုက်သည်ငတွန့်ထံမှအတန်ထွက်မလားကျုပ်ကြောင့်လူစားအချင်းကြခံရတာကျုပ်တောင်းပန်ပါတယ်ကျုပ်ကိုစိတ်မဆိုးပါနဲ့လူစားရှင်းကြောင့်ဟုတ်လားကျမကြောင့်သာရှင်းဒီလိုဖြစ်တာပါမောင်ကြီး ကျမနဲ့ပတ်သက်သမျှကျမကိုကာကွယ်နေသမျှရှင်ဒုက္ခတွေတွေ့နေဦးမှာပဲရှင်ပြန်ပါတော့ကျမတို့နောက်လဲပတ်သက်เสียမရှိတော့ဘူးထင်တယ်ရိဇာရိဇာကငတွန့်ကိုလှမ်းမကြည့်ရှင်ပြန်ပါတော့တပြင်းချမ်းတန်တဲ့တဲ့ရိဇာကြားရသည်ထို့နောက်ခြေတံဖော့ဖော့တစုံသူလျှောက်လာသည့်အခါရောင်ခွေခွေကလေးများကပခုံးကြွက်သားပေါ်တက်အီအီကြာနေပြီလေမြည်လှဲ့မကြည့်ပြတော့လေထုံမြင်ငွင်းကိုလီစာမြင်အောင်ပါသည် မမလီစာမမလီစာဘာရီဖြစ်လာတာလဲဘာဖြစ်တာလဲဟင်စကိုင်းရှိရှင်မိငယ်ဤဆိုင်ကလေးအနောက်ဘက်တွင် ဖြစ်သည်လူစာကမိငယ်ကိုဖတ်ကာဤကနေငိုချလိုက်သည်မိသည့်စကားမှမပြောဘဲအချိန်တန်ကြာကြီးရှာကြီးတငင်ငင်ငိုနေ၏မမဘာဖြစ်တာလဲဟင်ဘာဖြစ်တာလဲလို့ဒီမှာမိငယ်တို့ကဖြင့်မမလွတ်လာလို့ပြောနေတာငါအင်းဝါကိုမုန်းနေမိငယ်အင်းဝါကလူတွေကိုမုန်းနေ မိငယ်ကပဝါတပိုင်းကိုယူကာမျက်ရည်တုတ်ရန်ကမ်းပြီငါသူတို့ရှိမှမျက်ရည်မကျခြင်းဘူးမိငယ်ငါဘသူရှိမှမှမျက်ရည်မကျခြင်းဘူးဒါကြောင့်ဒီကိုလာခဲ့တာပဲမမလီစာဘာပြစ်ခဲ့တာလဲကျမကိုပြောပြလို့ရပါတယ်စိတ်ထဲပေါ်သွားအောင်ပြောပြလိုက်ပါငါ့ကိုကိုသိန်းစင်က ထောင်ဝက်လွတ်ပေးတာရိုးရိုးမဟုတ်ဘူးမမရဲ့ ်မိငယ်ကလွိဇစကားကိုနားထောင်ပြီးမျက်ရည်များပင်ဝိုင်းလာသည်ထိုအချိန်တွင် ဆိုင်ရှိစီကမြင်းခွာသံကြားရ၏မောင်ရောင်စီကမြင်းခွာသံပဲမိငယ်ကမတ်တရက်ခအပြင်သို့ထွက်လိုက်သည်လွိဇကမျက်ရည်များကိုတုပ်လိုက်ပြီးမိငယ်နောက်မှ လိုက်လာ၏မောင်ရင်လာနေကြရလဲမဟုတ်ပါလားတော့ဘဲနဲ့အောင်စီကမျက်နာကတုံမုံနေသည်ဘာလဲမမယုံဆန်နဲ့ရန်ဖြစ်လာပြီမဟုတ်လား မိငယ်ကရေတခွက်ကိုကမ်းပြီးရင်ချစ်စွဲပြုံးကစကားဆိုလိုက်၏။အောင်စရာက မိငယ်၏ခေါင်းလေးကိုတူးလက်ဖြင့်ပုတ်တတ်လိုက်ပြီးကိုပြစ်ပေါ်တွင်ဝင်ထိုင်လိုက်၏။"ဩမမလီစာခမည်းတော်လွတ်လာပြီဗော။"လူစာကခေါင်းငိတ်ပြလိုက်သည်။"အင်းကျွန်တော်တို့ကတော့စိတ်ပူနေတာ။ခေတ်ကာလကလည်းတည်တဲ့အတိုင်းနိုင်ငံရေးကတနေ့တစ်ချာရှုံထွေးလာတာကို"ကဲပြောပါဦးမောင်ကြီးရဲ့ဘာရီများစိတ်ဆိုးစိတ်ကောက်ဖြစ်ကြပြန်တာလေ။ အောင်စီရ၏နှပူးပေါ်မှကြာလာသောချွေးဆံများကိုမိငယ်ကတုံပေးရင် မေးလိုက်၏ဟိုနေ့ကပိုးကားစီယုတ်ကိစ္စပေါ့ရှင်မိငယ်ယူထားလိုက်တဲ့ဟာလားဟုတ်တယ်မိငယ်အဲ့ဒါသူလဲပိုးကျိုးမာလိုက်တာ မောင်ကြီးကသူ့မှာလဲပိုးကျိုးတွေကအများကြီးရှိတာမိငယ်ကတခါမှအဲ့လိုမျိုးမဝယ်ပေးဘူးတော့မိငယ်ကလည်းလိုချင်တယ်ဆိုလို့ပေးခဲ့လိုက်တာပါမိငယ်ကအခန်းထဲသို့ဝင်သွားသည်ထို့နောက်ပိုးကျိုးကလေးကိုယူကာထွက်လာ၏ ဒါဆိုလဲပြန်ပေးလိုက်ပါမောင်ကြီးရဲ့မိငယ်ကြောင့်ရံဖြစ်ကြပြီနေပါစီမိငယ်ဒူချင်းကပြန်အဆင်ပြေမှာပါလောလောဆယ်သာသူကအိမ်မှာမောင်ကြီးကိုရွဲ့ပြီးမောင်ကြီးမကြိုက်တဲ့ပဲကြီးနဲ့ကြီးနေတိုင်းချက်နေတာမောင်ကြီးလည်းသူစိတ်ဆိုးမှဆိုလို့ကြိတ်မိပြီးစားပေးပါသေးတယ်အခုဟာ၃လရက်ဆိုတော့မခံနိုင်တော့ဘူးဖြစ်ရမယ်မောင်ကြီးရဲ့ကဲဘာစားရင်လဲပြောဒီမှာမမလီစာလဲရောက်တော့စကိုင်းစည်းထဲမှာရေပဲရီဈေးပေါ်တာနဲ့ချက်ကျွေးမလားလို့ အမလေးမက်ရွှေငယ်ဟိုတယောက်ကပဲကြီးနဲ့တွေရီကျွေးညီကရေပဲတွေရီကျွေးပြီးကြုတ်ကိုချီးပန်းတဲ့အောင်လှုပ်ကြမလို့လားဗျတခြားချက်ဆန်းပါကွယ်အောင်စီအားနဲ့မိငယ်တို့ကိုကြည်ပြီးမှပင်လူစားကြီးအပူများရော်စင်းသွားတော့ဒီမမလီစာအင်းဝအခြေအနေဘလို့များတော့ဗျနိုင်ငံကြီးကလည်းတနေ့တခြားရှုံထွေးလာနေတယ်ခမားတို့ကိုချုပ်ထားတဲ့ထောင်ကထောင်မှုလေထောင်ပြန်ချခံရတယ်ဆိုလူစားကအောင်စီအားအမေးကိုခေါင်းညိတ်ပြလိုက်သည် ဟုတ်တယ်အောင်စီရအင်းဝါအုပ်ချုပ်သူမင်းကအစားပြည်သူအစိုးတာဝန်ဝတ္တရားတွေဇာရိတာတွေကျင့်ဝတ်တွေရုပ်ရော်ပျောက်ဆုံးနေကြပြီမကြခင်မှာအင်းဝါမျိုးကြီးကပျက်စီးသွားလိမ့်မယ်အဲ့ဒီအတွက်နင်တို့လူနေဘက်ကြီးဘက်ကဩသာရှိတဲ့သူတွေပြင်ဆင်ထားရတော့မယ်ငါလည်းအင်းဝါကထွက်သွားတော့မယ်လူ이사စကားကြောင့်အောင်စီရကြီးမျက်နာကရုပ်တရက်တည်သွားသည်ကျုပ်အစိုးရကပြင်ဆင်မှုစဉ်းစားထားပြီးသားပါ 1936ခုနှစ်တွင်ကန္နမာနာတော်ကြောင်ညာလွင့်ပြူသားထွန်းဘုရားရှင်ဟုအမည်ပေးထားသောစေတီတော်တို့ဓမ္မရာဇာဓိပတိဘရင်ဖျားဘူးထွက်တော်မူသည်မဟာဓမ္မရာဇာဓိပတိသည်နန်းစံကာလ၃နှစ်တွင်ဖျားစေတီများတည်ခြင်းဖျားဖူးထွက်ခြင်းဥယျာဉ်များနန်းတော်တင်များစောက်လုံချင်းတို့ဖြင့်အချိန်ကုန်နေသည်ဆရာတော်များအားထူးခြားဆန်းပြသောဘွဲ့ဓူးယာဓူးများကိုပေးကအထူးချီးမြှင့်မြှောက်စားသည် ရွှေတော့ချဆောင်ရွှေရက်တောင်ရဆရာတော်များပေါ်ပေါက်လာသည်အထိမ့်မတ်ပွဲလန်းသပင်တစ်ခါကျင်းပလျင်ပျော်ပွဲရှင်ပွဲများကို၃ရက်ကြာထည့်သွင်းသည်မြို့တော်နေဆင်းရဲသားများအားမစိုးရိမ်နဲ့မတောင်းတဟုအမိပေးထားသည်နန်းတွင်စပကြီးတော်မှစားနပ်ရိက္ခာများစတုတီတာပေးဝေသည် ထို့သို့ကြည်လျင်အင်းဝမျိုးကြီးသည်သာသနာကိုချီးမြှင့်မြှောက်စားပြီးပျော်ရှင်စရာအလွန်ကောင်းနေသောနတ်ဘုံနန်းနန်းကြီးတို့များ သို့တော်냐မဟာဓမ္မရာဇာဓိပတိသည်လောကီဘက်အာတန်တော်ဆရာတော်များကိုအထူးကိုးကွယ်သည်ထိုဆရာတော်များအားနန်းတော်သို့အမြဲမပြတ်ပင့်ဖိတ်သည်အချို့ဆရာတော်များမှာနန်းတွင်တွင်တရေနုကိုတောက်သုံးသည့်အထိဖြစ်လာသည်ဖြင့်အခြားပြင်ပရှိကျန်းတက်ဆရာတော်များနှင့်တေနုတောက်ရန်တင့်မတင့်ပြဿနာကြီးဖြစ်ပေါ်ခဲ့သည် သို့သော အမှန်တကယ်ဝီနီးလိုက်နာပြီးကြမ်းတက်သည့်စကားရှင်သူဇာတာတို့ကဲ့သို့သောဆရာတော်ကြီးများမှာတရေ မတော့အပ်သည့်ဆိုသည့်ဘက်မှာရက်တီခဲ့တော်လဲနန်းတွင်းနှင့်ခက်ကင်းနေသည့်ပြေဩဇာအာဏာမရှိကြထို့ကြောင့်တရေတောက်အပ်မတော့အပ်ပြဿနာကို အပိသက်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ မကြမီစကိုင်းဝိချက်အရက်တွင်ဝရဇောတိအမိရှိဆရာတော်တောတာပံဂိုင်းကိုတီထောင်ခဲ့သည် ဆရာတော်ဤတရားကိုနားအောင်ဖြင့်သောတာပန်အနာဂံဖြစ်ပြီဟုဟောကြားသည်ဖြင့်လူအများတွားရောက်နာယူကြသည်သောတာပန်အယက်သမားသောတာပန်ကြာကိုသောတာပန်တားသက်သမားများစွာပေါ်ထွက်လာခဲ့သည်ထိုအခြေအနေကိုလည်းမဟာဓမ္မရာဇာဓိပတိမှာအာနာဇက်ဖြင့်ဖြေရှင်းခဲ့ရသည်ရှင်ပြန်မှာအင်းဝအနီးတဝိုက်မြို့များတွင်တူတီထောင်သားသောဥယျာဉ်၏ယာယီနန်းများကိုကုန်းလံရေလန်းဖြင့်မကြာခဏခရီးထွက်သည် ဖိုခီးထွက်တိုင်းမိဖုရားမင်းညီမင်းသားနန်းတွင်သူနန်းတွင်သားများ ရာကနန်းအထိလိုက်ပါတက်ကြသည်လမ်းတွင်စိုက်ပျိုးထားသောအခင်းများမှတီးနံများကို ရှင်ပြင်းနှင့်ပါလာသောသူများအားစိတ်ကြိုက်ကူးစွတ်ခွင့်ပေးတာသည်အခင်းရှင်များကိုရှင်ပြန်ကရွှေငွေများစုချပေးသည်စိုက်ခင်းများမှအသီးပွင့်များအချိန်မလင့်ငင်ခူးစို့ယူကြသည်ဖြင့်ထွက်တဲ့လောက်မထွက်ပဲအပြက်အစီအဆုံးရှုံးများခဲ့ရသည် အုပ်ချုပ်ရေးဘက်တွင်မဟာဓမ္မရာဇာဓိပတိသည် အမိန်တော်ပြန်နှံတစောင်းသာထုတ်ပြန်ခဲ့သည်တိုင်းပြည်အုပ်ချုပ်ရေးစီးပွားရေးနှင့်စည်ရေးကို အချက်ကျကျထိမ့်သိမ်းနိုင်ခဲ့သောဝင်ကြီးဥပုအသေးဝင်နှင့်ရွှေတိုက်ဝင်တို့မှဝင်ကြီးဥရွှေဖြိုးကြောင့်ကွပ်မျက်ခြင်းကိုခံခဲ့ရပြီဖြစ်သည်တိုင်းပြည်မှုတွင် မကျွမ်းကျင်သည့်ဥရွှေဖြိုးကိုဘရင်တော်ဟူသောဘွဲကိုပေးကာရွှေထီးစောင်းနေခဲ့သည်ဥရွှေဖြိုးတွင်မဟုတ်နန်းတွင်တွင်ပတ်မတီးကောင်းသည့်စိုင်းစရာမျာ ထမင်းချက်သည်စတော်ကဲများဘရင်ထံပကြီးဘဘူးကောင်းသူများစက်တာနိုင်သူတာမန်မျိုးသားအစဉ်တချို့ကိုပင် ရွှေထီးဆောင်ခွင့်ကို ပေးခဲ့သည် စေရေးတွင်လည်းဥပုစတင်ခဲ့သည်ရဲတထောင်နောင်တရားစီမံကိန်းကိုဖျက်သိမ်းနိုင်သည် အနီးနားတွင်ခါသားကြသောလူများကိုမင်းရဲမင်းစစ်မင်းနောင်ဓမ္မရာစာဘရင်ထွေဘရင်နောင်ဘရင်ငယ်စသည့်ဘွယ်များကိုတီထွင်ပေးခဲ့သည်ဝေါ်ပလာကျိုင်းရွှေချဲ့ တင်းညီရွှေညောင်ဆွဲစသည်မင်းညီမင်းသားအဆောင်ရောင်များကို အချို့ရက်သားများအားပေးရခဲ့သည်ရှင်ပြင်းအနေဖြင့်တခိုးဓမြသားသားလူများကိုဘွဲ့အဆောင်ရောင်များရဲရဲရော်ရော်ပေးရခါသူဤထီနန်တီမြဲရဲ့အတွက်စီယုံသည့်ဤကိုအသုံးပြုခဲ့သည်ထို့ကြောင့်တချို့မှာသူတို့ဤမြို့ရွာများတွင်ရွှေဒီဆောင်ဝေါ်ရင်စီးကဓမြထွက်တိုက်ကြသည့်အထိအတင့်ရဲကြသည်စီဝါရေးတွင်လည်းရှင်ပြင်းမှာတိုင်းပြည်ဝင်ဝင်နှင့်မမြတော်အပျော်ပါအလူဒန်းများ နန်းတော်ရွှေတိုက်တွင်ဝင်ငွေလိုအပ်ချက်များလာသည်ထို့ကြောင့်နိုင်ငံသားကုံတွယ်မှုပြည်တွင်းကုံတွယ်မှုများတွင်အခွန်များကိုတိုးမြင့်ကောက်ခံကြသည် ကုံတွယ်များစုမှာတရားဝင်အခွန်ဆောင်သည့်လမ်းကိုမရွေးကြတော့ဘဲတပ်ဆိုင်ရာအရာရှိများအားလက်ပေးကာအခွန်ဆောင်သည့်ဤကိုကျင့်သုံးလာကြသည်နောက်ဆုံးတွင်နန်းတွင်းအခွန်ဘန္နာဖြည့်ဆည်းပေးမှုမှာပြည်သူ၏ပခုံးပေါ်သို့ကြားရောက်လာတော့သည်အခွန်အခကြီးလေးမှုကြောင့်ကုံစင်းနှောင်းကတရေရေတက်လာသည်ပြည်သူများစင်းရဲကြက်တဲကြသည် တကိုးတမျှများပေါ်လာသည်ဘာသာရေးခေါင်းဆောင်များကိုယ်တိုင်လည်းရှင်ဘီယံနှင့်ပေါင်းကာပျက်စီးယိုယွင်းနေသည်ဖြင့်ဘာသာရေးအပေါ်အလေးအနက်ပြုမှုနည်းလာ၏မြေရှင်ဘုံကြီးများအတိုးပေးသည့်ဘုံကြီးများပေါ်ပေါက်လာသည်ကုံတဲ့ရောင်းဝယ်ကိစ္စများပြုလုပ်ရာတွင်ဘုံကြီးများကပွဲစားအဖြစ်ပါဝင်လာကြပြီးပွဲဖြစ်လျင်ဘုံကြီးเจ้าတွင်အရင်ဝတ်သားများကိုတည်ခင်းကာပျော်ပါးစားတောက်သည့်အထိဖြစ်လာသည်ရှင်ရောင်ဟုခေါ်သောတင်ငန်းဝင်များဥဆောင်သည့်ဓမြများ လူမိုက်ခိုင်းများပင်ပေါ်ပေါက်လာတော်သည် တချို့သောဓမြများမှာကျွေးရည်အာနာပိုင်များလက်နက်ကင်စစ်တီများဖြစ်နေသဖြင့်ပြည်သူများမှာကူရကဲရာမဲ့လာတော်၏ဇာရီတာပိုင်းတွင်တုလင်ကိုမယာစီးမချသည့်ကိစ္စများလိမ်မှုဆိုင်ရာဖောက်ပြန်သည့်ကိစ္စများများပြားလာသည်ထို့အပြင်မြို့တော်လမ်းမပေါ်၌ဂလုံးလက်သေးပင် စိုက်ပျိုးထားသည့်အိမ်များလည်းတဖြည်းဖြည်းများလာသည်ဂလုံးလက်သေးပင်ဆိုသည်မှာပြည်တစားရှိသည်ဆိုသောအထိမ့်မှတ်ပင် ဖြစ်သည်ပြည်စားများကိုဝင်ကတန်ရှင်စေးကြော်ရာတွင်ယောဂကင်းရန် ထိုကလုံးလက်သေးပင်ပြုတ်ရည်ကိုအသုံးပြုကြခြင်းဖြစ်သည်အင်းဝါဤစင်းရဲချိုးတဲ့ရှာသောအမျိုးသမီးနယ်တို့မှကလုံးလက်သေးပင်အရေးအောက်သို့ရောက်ရှိရှာတော့ဤဘရင်ကြီးဖျားချကိုးเจ้าမှာတိတ်ဆိတ်နေသည်ဖာသာကူမတ်သည်သူ့ရှိရင်ဒူးတုတ်ထိုင်နေသောလူဇာနှင့်လူဇာရှိမှတော်ရဲကိုကြည်ကငိုင်းနေဤမင်းတကယ်ပဲအင်းဝါကထွက်သွားတော့မှာလားလူဇာ ဟုတ်တယ်ဖာသာဖာသာမန်းနဲ့လည်းဆုံးသွားခဲ့ပြီဆိုတော့အင်းဝမှာကျမတွေ့တာစရာလဲများများဆဆမရှိတော့ဘူးလေငါတို့တွေရှိနေသေးတယ်လေလူစားဟောဒီအင်းဝမှာနေမဟုတ်ဘူးဟိုးဒီပဲရင်ရေဥပက်တစ်ချောင်းမှာမင်းတို့ဒီမဲလို့အနယ်တွေလည်းအများကြီးရှိသေးတာပဲကျမထောင်ထဲမှာရှိနေတဲ့အချိန်မနီပူရာတက်တွေကကျမတို့လူမျိုးတွေအများကြီးကိုဖမ်းဆီးခေါ်သွားတယ်ဆိုတာသိတယ်ဖာသာသူတို့ဘာလို့ဖမ်းခေါ်ကြရတာလဲဖာသာသိလား ာတာဂိုမတ်ကဖြင်းချင်းစွာခေါင်းငိတ်လိုက်သည်ဘာရှိမလဲပေါ်တူဂီတွေကအင်းဝဘရင်တို့ကတနက်ကင်ပြီးစစ်တိုက်ပေးရတယ်လေကတိတွေကလည်းသူတို့ကိုစစ်တိုက်ခိုင်းဖို့ပဲပေါ့အဲ့ဒါပဲဖာတာအဲ့ဒါအတိတ်ပဲရှိတယ်လို့ဖာတာထင်လားကျမတို့လူမျိုးတွေရှိတဲ့တိုင်းပြည်တို့ကကျမတို့စစ်တိုက်ပေးရတာအတိတ်ပဲရှိတယ်လေအခုကနှစ်ပေါင်းများစွာကျမတို့ဟာ ဒီမြင်ရဲ့လူတွေရဲ့စစ်ပွဲမှာအတုံးချကန်စစ်သားရုပ်လေးတွေဖြစ်နေကြတာဒါငါတို့မြေပဲလေလူကြီးငါတို့အားလုံးဟာဒီမြင်မှာမွေးကြတာအင်းဝါငါတို့နိုင်ငံတော်ပဲလေအနောက်ဘက်မှာထွက်ပေါ်လာသောအတန်ကြောင့်လူကြီးလှဲ့ကြည့်လိုက်သည်ပပရိုဒီစေးပါ သို့မဟုတ်အင်းဝါဘရင်ဤရဟိုင်းမြင့်တက်မှဘုံမူဘရကျော်သူနင်ကတော့နန်းရင်းဘုံမူဖြစ်နေပြီကို နင်းစည်းစိမ်နင်းရလူအတွက် အင်းဝရဲ့တစ္ဆာကိုနင်းခံတာမဆန်းပါဘူး။လွီဇာကခတ်တော့တော့ပြန်ချေပါလိုက်သည်။ဘရက်ဒိုက အားရပါးရပြုံးလိုက်သည်ဖြင့်သူ့ပါးပေါ်မှဓာတန်ရအမာယိုကြီးမှပုံမူကြွတ်တက်လာတော့သည်။နင်းကငငယ်ကအတိုင်းပဲလွီဇာ။နင်းသတင်းတွေငါကြားပါတယ်။နန်းလုံးကိုအတော်မှွေနှောက်နိုင်တာပဲ။ပက်ဒရိုသည်လွီဇာနှင့်ငယ်တငယ်ချင်းများဖြစ်ကြသည်။အင်းဝပေါ်တူဂီရောက်ွက်တွင်အတူတကွကြီးပြင်းလာကြသူမြာ ကြီးပြင်းလာသည့်အခါအင်းဝမြင်းတက်တွင်အမှုထမ်းရင်းဘရင်၏အစဉ်စဉ်အားအင်းဝနန်းတွင်သူတဦးနှင့်ပင်အိမ်တော်ပြုခဲ့ရသည်ကိုတယောက်တည်းအစဉ်ပြေနေုံနဲ့တော့တခြားသူရဲ့ဘဝတွေကိုမျက်ကွယ်ပြုလို့မရဘူးပက်ထရိုတံမာပိသားလူတွေကဝင်ရုံးမကန်ပေးရင်ရုံးကန်လာရတဲ့သူတွေတံမာပိသားတနေ့ကိုရောက်လာလိမ့်မယ်အဲ့ဒီကြနင်းရဲ့တာဝန်မဲမှုတော့နင်းအရှက်ရလိမ့်မယ်ငါကတော့ငါတက်နိုင်နေမြားရုံးကန်ပြီးငါလူမျိုးတွေကိုဒီဒုက္ခဆင်းရဲတွေကနေငါတို့ဇာတိမြေစီရောက်ပြန်ခေါ်သွားမယ် ဟာလူဤစားရဲ့နင်အားရင်ဟိုမူးမြကန်တခြားကငါတို့လူမျိုးဘင်းကြီးရွာတွေကိုတွားကြည့်စမ်းခဏလောက်စနေနာကြည့်စမ်းပါဦးအားလုံးဟာအင်းဝသူ အင်းဝသားတွေဖြစ်နေကြပြီဒီကရင်ကျေးမှုနဲ့တသားရဲဖြစ်နေကြပြီသူတို့ကသူတို့မွေးတဲ့ဒီမြဒီရေကိုစွန့်ပြီးသူတို့တခါမှမတိဘူးမရောက်ဘူးလေဟိုးကဘာတပတ်ချမ်းကပေါ်တူဂီစီတွားမယ်လို့နင်းထင်နေတာလား နင်ကနင်ဘွားရဲ့အေးအော်ဝင်ပုံမြင်တွေကိုစိတ်ကူးရင်နေတာပဲလွီစာဒီရဒီမေမှာဒုက္ခရောက်နေတာတန်းဆိုင်ငါတို့ဘိုးဘွားတွေမြေမှာငါတို့ဒုက္ခခံနိုင်နေပက်ထရိုအင်းဝဟာမကြခင်မှာပျက်စီးတော့မှာပက်ထရိုနင်တို့အားလုံးလည်းပျက်စီးနေကြပြီ ကျန်းသာတဲ့တောတော်မျိုးကြီးလိုပျက်စီးရတော့မှာလွီစာ၏အတန်ကကျဲသွားသည်အင်းဝဘယ်တော့မှမပျက်စီးဘူးအင်းအားကြီးမားတယ်ဒီမေဒီချီနန့်ဟာဘယ်တော့မှမပျက်စီးဘူးဖာသာဂိုမတ်က ်ပက်ဒရိုဤပခုံးကိုလာရောက်စုတ်ကင်လိုက်သည်ကဲမင်းတို့နှစ်ယောက်စလုံးကဖះเจ้าကိုမရောက်တာကြာကြပြီလူ ይ ဇာလည်းမကြခင်အင်းဝါကနေထွက်ခွာသွားတော့မှငင်းခုမနေကြနဲ့တော့ဖះအတွက်အချိန်ပေးလိုက်ကြဟောမင်းတို့နှစ်ယောက်စလုံးအတွက်ငါဆူတောင်းပေးမယ်လူစားရောပက်ထရိုပါ ဖာသာဂိုမက်စီရှေ့တွင်ဒူးထောက်လိုက်ကြသည်ခဏကြာတွင် ဖာသာဂိုမက်၏စူတောင်းပေးတံကဖျားเจ้าနှင့်လှိုင်းပြန်လာ၏အာမင် ်ပြီးသားကဖာသာဂိုမတ်ထံသို့သူ၏အင်းဝအိမ်တော်ကိုအပ်လိုက်သည်ထို့နောက်ပက်ထရိုကိုနှုတ်မဆက်ဘဲဖျားเจ้าနှင့်မှထွက်ခွာလာ၏ဖျားเจ้า၏ခြံဝင်းတွင် မတ်တပ်ရက်နေသောတစုံတစ်ယောက်ကိုသူတွေ့လဲရသည် သူ့ကိုမြင်သူနှင့်ထိုသူကလက်ကနေမြင်းပေါ်သို့ခုန်တက်လာ၏မောင်ကြီးကတော်မောင်ကြီးကတော်ခဏနေပါဦးအခန်း23ဆက်ရ